ကိုတိကိုကနားတကွက်ရှိတယ်အဲ့မှာကျွန်တော်တို့တိခါတိုင်းပေါ့နော်တိခါတိုင်းဟိုလေးခါတိုင်းဟိုတိခါတိုင်းကိုးခါတိုင်းအတုံညာခါတိုင်းတိခါတိုင်းအတုံညာခါတိုင်းကိုးခါတိုင်းရှစ်ခါတိုင်းနော်ရှစ်ခါတိုင်းတိကနေစခဲ့တာပေါ့နော်တိကိုကျွန်တော်တို့ဒီနှလုံးပေါင်းရင်တိကိုနှစ်နဲ့ပေါင်းလို့ရှိရင်နောက်ပြီး sorry နော်တုံညာနဲ့နှစ်နဲ့ပေါင်းလို့ရှိရင်ဒီတိကိုနှစ်နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့အဲသုံးဖြစ်တယ်ပေါ့လေနော်ဒီမှာရှိတဲ့လေးကိုကျွန်တော်တို့နှလုံးပေါင်းရင်၅နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့၉ဖြစ်တယ်ပေါ့လေနော် မှာရှိတဲ့တစ်ကိုကျွန်တော်တို့နှလုံးပေါင်းရင်10နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့တစ်ဖြစ်တယ်ပေါ့ဗျာနော်ဒီမှာရှိတဲ့ကိုကိုကျွန်တော်တို့3နဲ့4နဲ့ပေါင်းလို့ရှိရင်ခွန်ခွန်ကို6နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့6ဖြစ်တယ်ပေါ့ဗျာနော်ဒီမှာရှိတဲ့၃ညကိုကျွန်တော်တို့နှလုံးပေါင်းကြည့်6နဲ့4နဲ့8 8ကို၃ညနဲ့ပေါင်းလို့ရှိရင်8အဲခေါ်ပါမယ်ညလိုက်လွင့်နေလို့ပါခွန်ခေါ်ပါမယ်ခေါ်ပါမယ်လိုက်လွင့်နေလို့ပါဟုတ်ပြီနော်အဲ့မက်ဆေ့ချ်ကဘာပြုတ်လို့မသိရလားမသိဘူးအဲ8၃ညနဲ့ဟာပေါ့ရောက်တယ်ပါလိမ့်နော် ော်ဒီ၃ညနဲ့နှလုံးပေါင်း၈နဲ့ပေါ့လို့ရှိရင်ရှင်းပေါ့ဗျာနော်ဒီ၁ကိုကျွန်တော်တို့နှလုံးပေါင်း၆နဲ့ပေါ့လို့ရှိရင်ကျွန်တော်တို့ခွန်ပေါ့ဗျာနော်ဒီ၃ညကိုကျွန်တော်တို့နှလုံးပေါင်း၃နဲ့ပေါ့လို့ရှိရင်ကျွန်တော်တို့၃ပေါ့ဗျာနော်ဒီ၉ကိုကျွန်တော်တို့နှလုံးပေါင်း၂နဲ့ပေါ့လို့ရှိရင်ကျွန်တော်တို့၁ပေါ့ဗျာနော်ဒီမှာ၈ကိုပေါ့နော်ဒီ၂နောက်ပိတ်လေးနဲ့ဒီနောက်ပိတ်လေးနဲ့ပေါ့နော်နှစ်နောက်ပိတ်လေးနောက်ဘလိုင်းကတော့ဒီမှာတိတ်မကောင်းဘူးဆရာကြီးရေးထည့်လိုက်ရလိုက်ဖြစ်နေတယ်ဆရာကြီးဟုတ်ကဲ့ပါကိုမောင်လွယ်ဟင်ကျွန်တော်လည်းအဆင်ပြေချက်ရှိရတက်ခရတာအဆင်ပြေဦးလိုင်းနဲ့နော်ကျွန်တော်ကိုပြချင်လို့မို့လားနော်ဒီလိုလေကျွန်တော်တို့တွေက ဗေဒီတကူတကထည့်ပေးနေကျွန်တော်အဲ့လိုတင်းပေးရတာဘာပြုလို့မို့တာတိတ်ပြီးတော့အိုင်းခက်ခဲနဲ့တွတ်ပြီးတော့လှုပ်နေရတာအဲ့လိုဖြစ်နေတာပေါ့နော်အဲ့လိုဖြစ်နေတယ်ဆင်မပြားလည်းကလုံးအောင်ဆင်ပြေဘူးဟုတ်ပြီအဲ့မှာကျွန်တော်တို့ဒီတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်၅ချိန်၆ချိန်ခုနှစ်ချိန်၈ချိန်ပေါ့နော်နောက်ကြည့်၉ချိန်ပေါ့ဗျာနော်နောက်ပိတ်ကနည်းနည်းတော့ရှင်းနေပြီကျွန်တော်တို့နော်အဲ့ဒီကောင်ကိုကျွန်တော်တို့ဒီမှာကကျွန်တော်တို့၅ကိုသုံးဗရိတ်ခွန်ဗရိတ်ခွန်ကိုကျွန်တော်တို့ဒီ၆နောက်ပိတ်နဲ့၆နောက်ပိတ်နဲ့ဗရိတ်ခွန်နဲ့ပေါ့လို့ရှိကျွန်တော်တို့သုံးလို့ဖြစ်တာ နော်ဟောကောပြန်ကြည့်လိုက်တော့နော်သုံးချောင်းနောက်ဘေးကိုဗရိတ်ကူးနဲ့ပေါင်လို့ရှင်ကျွန်တော်တို့ကိုးလို့ဖြစ်တာနော်ဒီသုံးနောက်ဘေးကိုကျွန်တော်တို့ဗရိတ်တင်နဲ့ပေါင်အဲသုံးနောက်ဘေးကိုဗရိတ်ရှင်းနဲ့ပေါင်လို့ရှင်ကျွန်တော်တို့တစ်လို့ဖြစ်တာနော်ဒီလေးနောက်ဘေးကိုကျွန်တော်တို့ဗရိတ်နှစ်နဲ့ပေါင်လို့ရှင်ကျွန်တော်တို့ခြောက်လို့ဖြစ်တာဒီသုံးနောက်ဘေးကိုကျွန်တော်တို့ဗရိတ်ရှင်းနဲ့ဗရိတ်၅နဲ့ပေါင်လို့ရှင်ကျွန်တော်တို့၈လို့ဖြစ်တာဒီ၆နောက်ဘေးကိုကျွန်တော်တို့ဗရိတ်တင်နဲ့ပေါင်လို့ရှင်ကျွန်တော်တို့ခွန်လို့ဖြစ်တာဒီတင်နောက်ဘေးကိုကျွန်တော်တို့၆တုံ၅၆ဗရိတ်နှစ်နဲ့ပေါင်လို့ရှင်ကျွန်တော်တို့၃လို့ဖြစ်တာဒီခွန်နောက်ဘေးကိုကျွန်တော်တို့၆၆နဲ့ဗရိတ်လေးဗရိတ်လေးနဲ့ပေါင်လို့ရှင်၁လို့ဖြစ်တာအခုဒီ၆နောက်ဘေးကိုကျွန်တော်တို့၆၆ကဗရိတ်ခွန်ဒီ 6ောင်းနောက်ဘေးကို665ဗရိခွန်နဲ့ပေါလို့ရှိကျွန်တော်သုံးလို့ဖြစ်တာအဲ့လိုဆိုကျွန်တော်တို့ဒီမှာကသုံးဖြစ်ရမယ်သုံးဖြစ်ရမယ်ဆိုကျွန်တော်တို့7နောက်ဘေး7နောက်ဘေးကို2နဲ့ပေါလို့ရှိ30 30ကိုကျွန်တော်တို့သုံးနဲ့ပေါလို့ရှိ3ဆိုပြီးတော့နော်3နောက်ဘေးဒါကျွန်တော်ဒီပို့ရလေတင်ပေးထားတယ်ပေါ့နော်3နောက်ဘေးသူကတော့ကျွန်တော်တို့ဒါ1ဂျင်း2ဂျင်း3ဂျင်း4ဂျင်း5ဂျင်း6ဂျင်း8ဂျင်း7ဂျင်း9ဂျင်းမျိုးပေါ့နော်9ဂျင်းမျိုးဗရိသုံးအဲအဲ့ဒီဒီ site ကိုပဲသူကဒီဆရာကျွန်တော်ယူထားတာ ਨੇ ဟို तू อ่ะကျွန်တော်ယူတာအလုံးယူတာဆရာကဘောမြေသားကဗရိတ်ယူတာအဲ့မှာ तू ကွတ်တိဖြစ်နေတာဗောနော်သောသောပိုင်းဗရိတ်အလုံးမင်းမြင်တာဗောဗရိတ်မမြင်လိုက်ဘူးဗောနော်ဗရိတ်မမြင်လိုက်ဘူး तू อ่ะအဲ့ဒီမှာကျွန်တော်တို့ခုဒီသုံးနောင်းပိနေပတ်သက်ပြီးတော့ဒီပုံစံမျိုးဗောနော်ပုံစံသုံးနောင်းပိနေပတ်သက်ပြီးဒီပုံစံမျိုးဆိုတော့အဲ့ဒီကျွန်တော်တို့ကအရှိကိုကျွန်တော်တို့အတူနဲ့ဗောနော်အရှိကိုကျွန်တော်တို့ကအတူနဲ့ပြန်သွားမယ်ပြန်သွားတဲ့ခါကျတော့ကျွန်တော်တို့ဒီမှာယူခဲ့တာက သူကကျွန်တော်တို့ကဒီချိန်နဲ့ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်၇ချိန်၈ချိန်၉ချိန်နဲ့ယူလိုက်တယ်ကျွန်တော်တို့ယူမှာကအခုဒီဒီချိန်နဲ့ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်နဲ့ပြန်ပြီးတော့ယူမယ်ပေါ့ဗျာနော်၆ချိန်နဲ့ပြန်ပြီးယူမယ်ဒီချိန်နဲ့ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်နဲ့ပေါ့နော်၆ချိန်နဲ့ဆိုတော့သူကဆရာကဒီကိုးခါလေးကိုဒီ၃နဲ့ပေါင်းလို့ရှိရင်နှစ်နှစ်ကိုကျွန်တော်တို့ဘယ်ကိုးနဲ့ပေါင်းလို့ရှိရင်၁ဆိုပြီးတော့နော်ဘယ်ကိုးနဲ့ပေါင်းလို့ရှိရင်၁အဲအဲ့လိုဆိုကျွန်တော်တို့ဒီဘက်ကိုပဲအရင်သွားကြည့်တာပေါ့ဗျာကျွန်တော်ပြီးခဲ့တဲ့ဘက်ကပြခဲ့ရတယ်ရနော်ဒီတော့ ဒီသုံးလုံးပေါင်းကြီးဒီ၅တုံညာတုံသုံးလုံးပေါင်းကြီးဒီ၈ငါတုံညာတုံသုံးလုံးပေါင်းကြီးဒီ၈ကိုအာကျွန်တော်ဒီဘွဲမှာဒီ၁၀ဘွဲမှုကမဖြစ်မနေထိုးမဲ့၁၀ဘွဲမှုနော်ဒီ၁၀ဘွဲမှုကဒီငါတုံညာတုံသုံးလုံးပေါင်းကြီးဒီ၈ကိုကျွန်တော်တို့နှလုံးပေါင်းကြီးဒီ၃နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့၁လို့ဖြစ်တယ်နော်နှလုံးပေါင်းကြီး၁လို့ဖြစ်တယ်နော်ငါတုံညာတုံသုံးလုံးပေါင်းကြီးဒီ၈ကိုနှလုံးပေါင်းကြီး၃နဲ့ပေါင်းလို့ရှိရင်၁လို့ဖြစ်တယ်ငါတုံညာငါငါတုံညာတုံညာသုံးလုံးပေါင်းကြီးဒီ၅ကိုနှလုံးပေါင်းကြီးဒီ၆နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့၁လို့ဖြစ်တယ်ဒါပြောခဲ့ပြီနော်ဒီနှလုံးပေါင်းကြီးဒီ၆ကို၄နဲ့ပေါင်းလို့၈နဲ့ပေါင်းလို့ရှိရင်၄လို့ဖြစ်တယ် လေးကိုနှလုံးပေါင်းရင်း9နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့တက်လို့ဖြစ်တယ်နော်ဒီနှလုံးပေါင်းကြီးဒီလေးကို6နဲ့ပေါင်းလို့ရှိရင်10ဖြစ်တယ်10ကို9နဲ့6နဲ့ပေါင်းလို့ရှိရင်တက်လို့ဖြစ်တယ်နော်ဒီ6 6 3နှလုံးပေါင်းကြီးဒီ10ကို6နဲ့9နဲ့ပေါင်းလို့ရှိရင်ဒီ3နှလုံးပေါင်းကြီး10ကိုနှလုံးပေါင်းကြီး1နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့တက်လို့ဖြစ်တယ်နော်ဒီနှလုံးပေါင်းကြီးဒီ6 6ကို6နဲ့ပေါင်းလို့ရှိရင်နှစ်နှစ်ကိုကျွန်တော်တို့9နဲ့4နဲ့ပေါင်းလို့ရှိရင်ကိုနှလုံးပေါင်းရင်းကိုကို3နှလုံးပေါင်းကြီး1နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့တက်လို့ဖြစ်တယ်ပေါ့နော်တက်လို့ဖြစ်တယ်အဲ့မှာကျွန်တော်တို့6ကပ်ပေါ့နော် ဟုတ်ကဲ့ပါကျွန်တော်ကဒီအခုချိန်မှာဒီနှလုံးပေါင်းကြီးဒီနှစ်ကိုကျွန်တော်တို့ကိုးနဲ့ပေါင်းလို့ရှိရင်တစ်တစ်ကိုကျွန်တော်တို့တစ်ဖြစ်ဖို့ရတယ်6ခါတိုင်းပေါ့နော်အဲ့6ခါတိုင်းကိုကျွန်တော်ကဒီချိန်မှာမတုံးတော့ဘူးဆက်ပြီးမတုံးဘူးပေါ့ကြာနော်ကျွန်တော်မတုံးလာပြောတာမိစေလို့နေနဲ့၃ချိန်လည်း၃ပေါ့နော်၃ချိန်လည်း၃အဲ့မှာကျွန်တော်တို့တစ်ချိန်နဲ့ချိန်၃ချိန်၄ချိန်5ချိန်6ချိန်ဆိုပြီးတော့တစ်6ကြာပါလိုက်တာတစ်6ပြခင်းလိုက်တာပေါ့နော်တစ်6ပြခင်းလိုက်တဲ့ခါကျတော့ကျွန်တော်တို့ကအဲ့ပြီးကြတဲ့ဘက်ကကျွန်တော်တို့2 4 6က4 2 4 6မှာ4လေတိုင်းကစကြရပါပေါ့နော်အခုကျွန်တော်တို့ဒီချိန်မှာလာဖမ်းပါ တို့ဒီချိန်မှာလမ်းဖမ်းတဲ့ကောင်ခုနကကျွန်တော်ပြောခဲ့တယ်ဒီဆရာကဘောမြေသားပြခဲ့တဲ့ဗရိကဒီကိုနောက်ပိတ်လေးကိုလေတိုင်းလေးကိုဒီသုံးနဲ့ပေါင်းလို့ရှိရင်ဒီနှစ်ကိုကျွန်တော်တို့ဒီဗရိကိုနဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့တက်လို့ရိုက်တာနော်ဗရိရိုက်တာဒီ၃ခါးလေးကိုကျွန်တော်တို့၆နဲ့ပေါင်းလို့ရှိရင်၆၆ကိုကျွန်တော်တို့ဗရိ၅နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့တက်လို့ထည့်တာနော်ဒီမှာလည်းကျွန်တော်တို့တက်ခါးတိုင်းတက်ခါးတိုင်းလေးကိုတက်နဲ့ပေါင်းလို့ရှိရင်နှစ်နှစ်ကိုကျွန်တော်တို့ဗရိကိုနဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့တက်လို့ဖြစ်တာနော်တက်လို့ဖြစ်တာဒီမှာလည်းကျွန်တော်တို့၃ခါးတိုင်း၃ခါးတိုင်းကိုကျွန်တော်တို့ခွန်နဲ့ပေါင်းလို့ရှိရင်ခွန် ခုကကျွန်တော်တို့ဗရီလေးနဲ့ပေါလို့ရှိရင်ကျွန်တော်တို့တည်လို့ဖြစ်တာဒီမှာလည်းကျွန်တော်တို့ကိုးခါတိုင်းကိုးကိုကျွန်တော်တို့ဆောင်းနဲ့ပေါလို့ရှိရင်ကငါးကိုဗရီ၆နဲ့ပေါလို့ရှိရင်ကျွန်တော်တို့တည်လို့ဖြစ်တာဒီမှာလည်းကျွန်တော်ရှစ်ခါတိုင်းရှစ်ခါတိုင်းကိုနှစ်နဲ့ပေါလို့ရှိရင်၃ညာ၃ညာကိုကျွန်တော်တို့တည်ဖြစ်ဖို့ရတဲ့တိပရိအဲ့ဒါတိဖြစ်ဖို့ရတဲ့တိပရိဆိုရင်ရှင်းနေလုံးပေါင်း8နော်ရှင်းနေလုံးပေါင်း8ဖြစ်မယ်ရှင်းနေလုံးပေါင်း8ဖြစ်မယ်ဆိုတော့အဲ့ဒီမှာရှင်းနေလုံးပေါင်း8ဖြစ်မယ်ဆိုတော့ကျွန်တော်တို့ပြီးခဲ့တဲ့ဘက်က အဲ့ဒီခုနကတော့တစ်ပေါ့နော်တစ်ကိုပဲရှင်ဇာတန်းသွားတာပေါ့ဗျာနော်ဒီသုံးလုံးပေါင်းကြီးဒီနှစ်ဗရိတ်နှစ်ဗရိတ်နှစ်ကိုကျွန်တော်တို့လေးနောက်ပိတ်နဲ့ပေါင်းလို့ရှိရင်6 6ကိုကျွန်တော်တို့ရှင်သလုံးပေါင်းကြီး9နဲ့ပေါင်းလို့ရှိရင်တစ်လို့ဖြစ်တယ်နော်တစ်လို့ဖြစ်တာဒီမှာကျွန်တော်တို့3နောက်ပိတ်3နောက်ပိတ်ကိုဗရိတ်9နဲ့ပေါင်းလို့ရှိရင်8 8ကိုကျွန်တော်တို့ရှင်သလုံးပေါင်းကြီး3နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့တစ်လို့ဖြစ်တာ6နောက်ပိတ်6နောက်ပိတ်ကို6 6ကိုဗရိတ်1 6နောက်ပိတ်ကိုဗရိတ်1နဲ့ပေါင်းလို့ရှိရင်ခွန်ခွန်ကိုကျွန်တော်တို့ရှင်သလုံးပေါင်းကြီး4နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့တစ်လို့ဖြစ်တာဒီမှာ10နောက်ပိတ်10နောက်ပိတ်ကိုကျွန်တော်တို့6 3 6ဗရိတ်1 ်တစ်ကိုနှစ်နဲ့ပေါင်းလို့ရှိရင်သုံးသုံးကိုကျွန်တော်တို့ရှင်းနှလုံးပေါင်းရင်ရှင်းနဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့တစ်လို့ဖြစ်တာဒီမှာကျွန်တော်တို့ခွန်နှောင်းပေခွန်နှောင်းပေကိုကျွန်တော်တို့၆၆နှစ်ပရိလေးခွန်ကို၄နဲ့ပေါင်းလို့ရှိရင်တစ်အဲ့ဒီကိုကျွန်တော်တို့ရှင်းနှလုံးပေါင်းရင်၁၀နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့တစ်လို့ဖြစ်တာဒီမှာကျွန်တော်တို့၆နှောင်းပေ၆နှောင်းပေကိုကျွန်တော်တို့၆၆၅ပရိခွန်ဆောင်တော့ဘေးကိုဘရိတ်ခွန်နဲ့ပေါင်းလို့ရှိရင်သုံးအဲသုံးကိုကျွန်တော်တို့တစ်ဖြစ်ဖို့ရတယ်ရှင်းနှလုံးပေါင်းကြီးဒီရှစ်နော်ရှင်းနှလုံးပေါင်းကြီးဒီရှစ်ဒါကကျွန်တော်တို့ဒီဟာနဲ့ပတ်သက်ပြီးတော့သွားတာဒီတစ်တင်နဲ့ပတ်သက်ပြီးတော့သွားတာနော်တစ်တင်နဲ့ပတ်သက်ပြီးတော့သွားတာဒါလည်းပြီးတဲ့ဘက်က ဒီဆရာသဘောပြီပဲနောက်ပိတ်ပေါ့နော်6နောက်ဒီပြီးတဲ့ဘက်ကနောက်ပိတ်နေအခုနောက်ပိတ်နေပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ဒီ3နှစ်လေးကစတာပေါ့နော်3နှစ်လေးကစလိုက်တရားပေါ့နော်ဒီမှာကျွန်တော်တို့3လုံးပေါင်းကြီးဒီ၄လုံးပေါင်းကြီးဒီ၄လေးကိုကျွန်တော်တို့ဒီ26လေး3လုံးပေါင်းကြီးဒီ2 26လေး3လုံးပေါင်းကြီးဒီ26ခု3လုံးပေါင်းကြီးဒီလေးကို26လေး3လုံးပေါင်းကြီးဒီနေ့၄နဲ့2နဲ့ပေါ့လို့ဆိုကျွန်တော်တို့တစ်ပါပါအ6ပါပါကျွန်တော်တို့တစ်လို့ဖြစ်တာနော်အစားကြီးကနော်6ပါပါကျွန်တော်တို့တစ်ပါပါ6လို့ဖြစ်တာ ဒီမှာကျွန်တော်တို့တခွန်တခွန်6တခွန်6သုံးလုံးပေါင်းကြီးဒီလေလေးကိုကျွန်တော်တို့ sorry ခွန်နဲ့6လေးနော်ဒီမှာ6လေးနဲ့သုံးလုံးပေါင်းကြီးဒီနှစ်နှစ်ကိုတခွန်6သုံးလုံးပေါင်းကြီးဒီလေသုံးလုံးပေါင်းကြီးဒီလေးကိုသုံးလုံးပေါင်းကြီးဒီနှစ်နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့6လို့ဖြစ်တာနော်6လို့ဖြစ်တာဒီမှာလည်းကျွန်တော်တို့ခွန်6နှစ်သုံးလုံးပေါင်းကြီးဒီ5ငါ့ကိုကျွန်တော်တို့၄နှစ်ငါသုံးလုံးပေါင်းကြီးဒီ1ကို5နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့6လို့ဖြစ်တာနော်6နှစ်ငါသုံးလုံးပေါင်းကြီးဒီ3 3ကိုကျွန်တော်တို့နှင်းငါ6သုံးလုံးပေါင်းကြီးဒီ3အဲ့3ကို3နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့6လို့ဖြစ်တာနော်ဒီမှာလည်းကျွန်တော်တို့နှင်းငါ2သုံးလုံးပေါင်းကြီးဒီ9 ကိုကျွန်တော်တို့9 6 6သုံးလုံးပေါင်းကြည့်ဒီခွခု9လုံးပေါင်းလို့ရှိရင်ကျွန်တော်တို့6လို့ဖြစ်တာဒါအခုကနောက်ဆုံးကြိမ်ပေါ့နော်9နှစ်4သုံးလုံးပေါင်းကြည့်ဒီ1 9နှစ်4သုံးလုံးပေါင်းကြည့်ဒီတစ်ကို6 6လို့သုံးလုံးပေါင်းကြည့်ဒီမှာတစ်ကို9နှစ်ပေါင်းလို့ရှိရင်ကျွန်တော်တို့6လို့ဖြစ်တာလူဒီ3နောက်ပိတ်ဟမ်လူဒီ3နောက်ပိတ်လိုင်းအစဉ်ပြေသလားမသိဘူးနော်လူဒီ3နောက်ပိတ်လူဒီ3နောက်ပိတ်နဲ့ကျွန်တော်တို့ဗရိတ်တက်နေပေါ့နော်လူဒီ3နောက်ပိတ်နဲ့ဗရိတ်တက်နေပေါ့လူဒီ3နောက်ပိတ်နဲ့ဗရိတ်တက်နေဟိုကျွန်တော်ကစ အခြေခံကိန်းထားတဲ့ဟာကဟုတ်တော့ဒီနှလုံးမောင်းကြီးဒီငါးကိုကျော်တို့ဒီသုံးနဲ့ပေါင်းလို့ရှိကျော်တို့ရှစ်လို့ဖြစ်တယ်နော်ဒီနှလုံးမောင်းကြီးဒီငါးကို၆နဲ့ပေါင်းလို့ရှိကျော်တို့တစ်လို့ဖြစ်တာဒီနှလုံးမောင်းကြီးဒီ၆ကို9နဲ့ပေါင်းလို့ရှိရင်ကျော်သုံးလို့ဖြစ်တာဒီနှလုံးမောင်းကြီးဒီ၄ကိုတစ်နဲ့ပေါင်းလို့ရှိရင်ငါးလို့ဖြစ်တာဒီနှလုံးမောင်းကြီးဒီ၈နဲ့၆နဲ့၄ကို၆နဲ့၅နဲ့တစ်၄နဲ့တစ်နဲ့ပေါင်းလို့ရှိကျော်တို့ငါးလို့ဖြစ်တာဒီနှလုံးမောင်းကြီးဒီ၆၆ကို၅နဲ့၄နဲ့ပေါင်းလို့ရှိရင်ခု၆နဲ့၉နဲ့ပေါင်းလို့ရှိရင်ငါးလို့ဖြစ်တာ၆ကနော် နှလုံးပေါင်း၅ကို၃နဲ့၉နဲ့၄နဲ့၃၃နဲ့ပေါင်းလို့ရှိရင်၈နှလုံးပေါင်း၅ကို၄နဲ့၄နဲ့၆၆နဲ့၅နဲ့ပေါင်းလို့ရှိရင်၈နှလုံးပေါင်း၅ကို၄နဲ့၅နဲ့၇ခွန်ကို၆နဲ့ပေါင်းလို့ရှိရင်၃နှလုံးပေါင်း၄ကို၅နဲ့၆နဲ့၁၄နဲ့၁နဲ့ပေါင်းလို့ရှိရင်၅နှလုံးပေါင်း၄ကို၁နဲ့ပေါင်းလို့ရှိရင်၅နဲ့၆နဲ့၆နဲ့၅နဲ့၁၁ကို၄နဲ့ပေါင်းလို့ရှိရင်၅နှလုံးပေါင်း၆ကို၅နဲ့၄နဲ့၉၆နဲ့၉နဲ့ပေါင်းလို့ရှိရင်၅နော်အဲ့ဒါဆက်တည်ခဲ့တာဖြစ်တဲ့တွေ့အဲ့ဒီနောက်ကိုပဲကျွန်တော်တို့ကဘယ်လိုပြောမလဲဆိုရင်ဟိုလိုက်တဲ့သဘောပေါ့နော်အဓိကတော့လိုက်တဲ့သဘောပေါ့အဲ့ဒီမှာကျွန်တော်တို့ ဒီငါးကိုသုံးတဲ့ပေါင်းလို့ရှိရင်နော်ဘောပြောနေတာဟောလူတွေအောင်နေနေငါးကိုဒီနှလုံးပေါင်းရင်းသုံးနဲ့ရှစ်လို့ဖြစ်သွားတဲ့ခါမှာနော်ဒီမှာကကျွန်တော်တို့သူ့ကိုပြန်ထည့်တာပေါ့ဗျာနော်နှလုံးပေါင်းကြီးဒီကိုကိုကိုလေးနဲ့ပေါင်းလို့ရှိရင်သုံးကိုကိုလေးနဲ့ပေါင်းလို့ရှိရင်သုံးသုံးကိုကျွန်တော်တို့ရှင်နှလုံးပေါင်းရင်းငါးနဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့ရှစ်လို့ဖြစ်တာနော်ရှစ်လို့ဖြစ်တာနော်ရှစ်လို့ဖြစ်တာတခြားကြီးတယ်နော် ီမှာကျွန်တော်တို့နှလုံးပေါင်းကြီးဒီဒီ၃နောက်ပေ၃နောက်ပေကိုနှလုံးပေါင်းကြီးဒီ၅နဲ့ပေါင်းလို့ရှိရင်၃နောက်ပေကို၅နဲ့ပေါင်းလို့ရှိရင်၈၈ကိုကျွန်တော်တို့ရှင်နှလုံးပေါင်းရင်၃နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့တက်လို့ပြန်ဖြစ်တာနော်ဒီမှာ၆နောက်ပေ၆နောက်ပေကိုကျွန်တော်တို့နောက်နှလုံးပေါင်းရင်၃နဲ့ပေါင်းလို့ရှိရင်ကိုကိုကိုကျွန်တော်တို့ရှင်နှလုံးပေါင်းရင်၄နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့၃လို့ဖြစ်တာနော်ဒီမှာတင်းနောက်ပေတင်းနောက်ပေကိုကျွန်တော်တို့နှလုံးပေါင်းရင်၆နဲ့ပေါင်းလို့ရှိရင်ခွန်ခွန်ကိုကျွန်တော်တို့၈နဲ့ပေါင်းလို့ရှိရင်ရှင်နှလုံးပေါင်း၈နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့၅လို့ဖြစ်တယ်ဒီမှာခွန်နောက်ပေခွန်နောက်ပေကိုကျွန်တော်တို့ နောက်နှလုံးပေါင်းရှိ8ခုနဲ့ရှင်းနေပေါင်းလို့ရှင်ငါငါ့ကိုကျွန်တော်တို့ရှင်းနှလုံးပေါင်းကြီး10နဲ့ပေါင်းလို့ရှင်တို့ငါလို့ဖြစ်တာဒီမှာကျွန်တော်6နောက်ပြီ6နောက်ပြီကိုကျွန်တော်တို့နှလုံးပေါင်းကြီးဒီ10 6နဲ့10နဲ့ပေါင်းလို့ရှင်ခွန်ခွန်ကိုကျွန်တော်တို့ငါဖြစ်ဖို့ပါတဲ့ရှင်းနှလုံးပေါင်းကြီးဒီ8 6 6 9နှလုံးပေါင်းကြီးဒီခွန်ခွန်ကိုရှင်းနှလုံးပေါင်းကြီး10နဲ့ပေါင်းလို့ရှင်ငါဆိုပြီးတော့နော်ဒါရှင်းနှလုံးပေါင်းကြီးဒီ8ပေါ့နော်ရှင်းနှလုံးပေါင်းကြီးဒီ8ဒီကရှင်းနှလုံးပေါင်းကြီးဒီ8နဲ့3နောက်ပိနေပေါ့နော်ရှင်းနှလုံးပေါင်းကြီးဒီ8နဲ့3နောက်ပိနေကိုခုနကတော့ အတူတူပါပဲကျွန်တော်တို့ယူသွားလိုက်တယ်ခုနကကျွန်တော်ပြောခဲ့တယ်အဲဒီ၃နောက်ပိနေပေါ့နော်၃နောက်ပိနေလည်းသူပုံစံအဲအတူတူပဲ၃နောက်ပိနေလည်းအတူတူပဲဒါမှမဟုတ်ကျွန်တော်တို့အမ်ဘယ်လိုပြောမလဲဆိုတော့ကဘယ်လိုပြောမလဲဆိုတော့ကဆိုတော့ခုနကဟာဒီဘက်ကဟာနဲ့ဒီဘက်ကနဲ့ပြပြလောက်ပေါ့ကျွန်တော်နေရှုပ်ရှုပ်နေပေါ့နော်ခုနကဒီဟာပေါ့ဗျာနော်ကျွန်တော်စကင်လိုက်တာဒီလိုစကင်လိုက်တာသူပြိပတ်ပါလာတော့ပိုးအရှင်ပြေးသွားတာပေါ့ဗျာနော် လိုပုံနဲ့ဖြစ်တယ်ပရိဘပါလာတကကြတော့နော်ပရိဘပါလာတကကြပို့ဆင်ပြီးသွားတယ်လာသူကဒီ6တိခွန်တုံးလုံးပေါင်းကြီးတွေလေးနော်6တိခွန်တုံးလုံးပေါင်းကြီးတွေလေးကိုကျွန်တော်တို့ဒီ၈နဲ့ပေါင်းလို့ရှိရင်နော်၈နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့၄လို့ထည့်တာနော်၈နဲ့ပေါင်းလို့ရှိရင်၄လို့ထည့်တာအဲ့ဒီ၄ကိုကျွန်တော်တို့ဒီမှာကိုးကိုးခံထားတာဗောနော်ကိုးလေးကိုးကိုးပါလေးခံထားတာဗောနော်ကိုးကိုကျွန်တော်တို့ဒီတုံးနောက်ပိတ်နဲ့ပေါင်းလို့ရှိရင်ကိုးကိုတုံးနောက်ပိတ်နဲ့ပေါင်းလို့ရှိရင်၄ကိုကျွန်တော်တို့၈တုံးပေါင်းကြီး၅နဲ့ပေါင်းလို့ရှိရင်ခွန်လို့ဖြစ်တာအဲ့၃နဲ့၄မှာပဲထည့်စုကိုပြန်ချုပ်တာဒီနှစ်ပါပါကျွန်တော်တို့ခွန်လို့ဖြစ်တာ နော်ခြေစုပ်ပြန်ချုပ်လာအခုဒီမှာကအဲကျွန်တော်တို့တစ်ခွန်ချောက်သုံးလုံးပေါင်းကြီးဒီတစ်ခွန်ချောက်သုံးလုံးပေါင်းကြီးဒီလေးလေးကိုကျွန်တော်တို့30နဲ့ပေါင်းလို့ရှိရင်ဟိုလေး30နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့လေးပဲနော်30နဲ့ပေါင်းလို့ရှိရင်ဒီလေးကိုကျွန်တော်တို့ဒီမှာ၃ညနောက်ပေး၃ညနောက်ပေးကိုလက်၃ညလေတိုင်း၃ညလေတိုင်းကို၆နဲ့ပေါင်းလို့ရှိရင်၆၆ကိုကျွန်တော်တို့ရှင်းသလုံးပေါင်းရင်၃နဲ့ပေါင်းလို့ရှိရင်၉လို့ဖြစ်တာလေးပါပါကျွန်တော်တို့၉လို့ဖြစ်တာနော် လေးပါပါပို့လို့ဖြစ်တာဒီမှာကကျွန်တော်တို့ခွန်6နှစ်သုံးလုံးပေါင်းကြီးဒီ5ခွန်6နှစ်သုံးလုံးပေါင်းကြီးဒီ5ကိုကျွန်တော်တို့နှလုံးပေါင်းကြီးဒီ6နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့တက်လို့ဖြစ်တာနော်နှလုံးပေါင်းကြီးဒီ6နဲ့ပေါင်းလို့တက်လို့ဖြစ်တာအဲ့ဒီကိုကျွန်တော်တို့ဒီတက်ခါတိုင်းလေးနဲ့တက်နောက်ပိတ်နဲ့ပေါင်းလို့ရှိရင်နှစ်နှစ်ကိုကျွန်တော်တို့ရှင်းနှလုံးပေါင်းကြီးဒီ4နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့6လို့ဖြစ်တာတက်ပါပါနော်ဒီမှာလည်းကျွန်တော်တို့6နှစ်5 6နှစ်5သုံးလုံးပေါင်းကြီးဒီ3 3ကိုကျွန်တော်တို့နှလုံးပေါင်းကြီးဒီခွန်3ကို9နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့3ညလို့ဖြစ်တာအဲ့ဒီ3ညကိုကျွန်တော်တို့ဒီမှာက3ညလေးတိုင်း လုံရအလေတိုင်းကိုကျွန်တော်တို့ခွန်တော့ပိနေပေါ့လို့ရှိရင်ခွန်ခွန်ကိုကျွန်တော်တို့ရှင်းနေလုံးပေါင်းရင်ရှင်းနေပေါ့လို့ရှိရင်ကျွန်တော်တို့ငါးလို့ဖြစ်တာเนาะတုံညကိုကျွန်တော်တို့ငါးလို့ဖြစ်တာဒီမှာတော့ကျွန်တော်တို့1 5 4သုံးလုံးပေါင်းကြီးဒီ sorry 1 5 4သုံးလုံးပေါင်းကြီးဒီ9ကိုကျွန်တော်တို့နှလုံးပေါင်းကြီးဒီတင်းနေပေါ့လို့ရှိရင်ကျွန်တော်တို့တုံညလို့ဖြစ်တာအဲ့ဒီတုံညကိုကျွန်တော်တို့ဒီမှာက9 9လေတိုင်း9လေတိုင်းကို6နဲ့ပေါ့လို့ရှိရင်ငါငါကိုကျွန်တော်တို့ရှင်းနေလုံးပေါင်းရင်6နဲ့4နဲ့တုံညငါ့ကိုတုံညနဲ့ပေါ့လို့ရှိရင်ကျွန်တော်တို့ငါးလို့ဖြစ်တာ အခုဒီမှာကျွန်တော်တို့၅နှစ်လေးသုံးလုံးပေါင်းကြီးဒီတတစ်ကိုကျွန်တော်တို့နှလုံးပေါင်းကြီးဒီနှစ်နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့သုံးလို့ဖြစ်တာတစ်ကိုနှစ်နဲ့ပေါင်းလို့ရှိရင်သုံးလို့ဖြစ်တာအဲ့ဒီသုံးကိုကျွန်တော်တို့ဒီမှာကရှစ်လေတိုင်းရှစ်လေတိုင်းကိုနှစ်နဲ့ပေါင်းလို့ရှိရင်နှစ်နှစ်ကိုကျွန်တော်တို့ရှင်းနှလုံးပေါင်းရင်သုံးနဲ့မှာเนาะရှင်းနှလုံးပေါင်းရင်သုံးနဲ့မှာရှင်းနှလုံးပေါင်းရှင်းနဲ့မှာရှစ်ဖြစ်ပဲเนาะရှင်းနှလုံးပေါင်းရှင်းနဲ့မှာရှစ်ဖြစ်ပဲနှလုံးပေါင်းကြီးဒီ30 30ကိုကျွန်တော်တို့ရှင်းနဲ့ပေါင်းလို့ရှိရင်ရှစ်ဆိုပြီးတော့ရှင်းနှလုံးပေါင်းရင်ရှစ်သုံးတော့ဖြစ် နော်စေတနာမောင်ရှိ၃နောက်ပိတ်ဒါစေတနာမောင်ရှိ၃နောက်ပိတ်က तू ကဒါပေမဲ့အခုချိန်ကြည့်တော့မပြတ်သေးဘူးနော်အခုချိန်ကြည့်တော့ तू တော့အားရရရှိတယ်နော်ကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကဒီ65လို့ကဏ္ဍမျိုးဖြစ်နေမှာဆိုလို့ပေါ့နော်ဒါပေမဲ့ဒီကောင်ကမတ်တက်နေတော့တာကျွန်တော်တို့65မှာတော့မတ်တက်နေတော့တာမဟုတ်ဘူးဖြစ်စင်နေကျွန်တော်တို့၃လေးလုံးနှစ်နေပေါ့ဗျာနော်အဲ့ပုံစံကြီးဒီကောင်ကမတ်တက်နေတော့တာမတ်တက်နေသွားတဲ့ဟာကြီးနဲ့ဖြောက်သွားတယ်နော်ဟိုတတိထားသူဒါဒီတော့ဒီတစ်ခွက်ကောင်းကတော့ဟိုလိုပေါ့ပြောမယ်ဆိုရင်ကျွန်တော်လည်းမလွယ်သေးဘူးပေါ့နော်တစ်ခွက်ကောင်းကတော့ဟိုလောဆယ်အနေထားမှာလည်းကျွန်တော်တို့ ဟိုထုတ်လဲမထုတ်ရသေးဘူးเนาะထုတ်လဲမထုတ်ရသေးဘူးထုတ်လဲမထုတ်ရသေးဘူးဒါပေမဲ့ဒီအခုပြခဲ့တဲ့မူကိုလည်းပေါကနန်းထုတ်ပြီပဲဒါပေမဲ့ကျွန်တော်ဒီတစ်ပတ်မှာတတိယကကျွန်တော်ကဘာနဲ့လေးကနဲ့ပဲထုတ်နော်လေးကနဲ့ပဲထုတ်ပါတော့တောင်းစီတာကျွန်တော်တို့ငါးကက်တွေပါဒီမအောင်လို့မနော်လေးကနဲ့ပဲထုတ်မယ်ပေါ့နော်လေးကနဲ့ပဲထုတ်တဲ့ခါကျတော့ခုနကတော့ဟာအဲ့လောက်ဆိုရင်ကျွန်တော်တို့တော်တော်များများဟိုသွားလို့ရပြီပေါ့နော်ကျွန်တော်မုံမြင့်စီမြလာပါဆရာကြီးဟုတ်ကဲ့ပါအဲ့ဒီမှာကျွန်တော်တို့အစုပ်လေးပေါ့ဗျာနော်အစုပ်လေးအစုပ်လေးအစုပ်လေးတစ်ခုပါလာတာပေါ့နော် ဆိုလိုတခုပါလာတာ၃နှစ်လေးမှာကျွန်တော်တို့စားခဲ့ရတာပေါ့နော်။အရှင်းတို့ပေါင်းရင်းဒီ၈၃00 break break တက်နော်။ရှင်းခဲ့ပြီနော်။ခဏတော့ကျွန်တော်တို့ဒီ၉၉လေတိုင်းနဲ့သုံးတော့ပိနေနှစ်တယ်နှစ်ကိုဗလီကိုနဲ့တစ်တယ်ဒါတစ်၆ပြားတွေပဲအဓိကအပေါ်မှာတစ်၆ပြားရှိကလေးအောက်မှာတစ်၆ပြားပဲသူတို့ကတော့ကိုလိုက်ကြည့်တာပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ဒီသုံးလုံးပေါင်းကြီးတွေတုံညနော်သုံးလုံးပေါင်းကြီးတွေတုံညတုံညကိုကျွန်တော်တို့ရှင်းသလုံးပေါင်းကြီးတွေဟာနဲ့ပေါင်းလို့ရှိရင်ဟာနော်ရှင်းသလုံးပေါင်းဟာနဲ့ပေါင်းလို့ရှိရင်ဟာသုံးတော့ပိကို လေးနဲ့ပေါလို့ရှိရင်ခွန်ခွန်ကိုလုံးနဲ့ပေါလို့ရှိရင်တုံညနော်6နောက်ပိတ်ကိုကျွန်တော်တို့နှလုံးပေါင်းရင်လေးနဲ့ပေါလို့ရှိရင်တုံညတုံညကိုနှလုံးပေါင်းရင်လေးနဲ့ပေါလို့ရှိရင်လေးနော်7နောက်ပိတ်ကိုရှင်းနှလုံးပေါင်းရင်6နဲ့ပေါလို့ရှိရင်ခွန်ခွန်ကိုရှင်းနှလုံးပေါင်းရင်8နဲ့ပေါလို့ရှိရင်9နော်9နောက်ပိတ်ကို2နဲ့ပေါလို့ရှိရင်9 9ကိုကျွန်တော်တို့ရှင်းနှလုံးပေါင်းရင်10နဲ့ပေါလို့ရှိရင်9ဟုတ်နော်ဆောင်တော့ပြီကိုရှင်းနှလုံးပေါင်းရင်2နဲ့ပေါလို့ရှိရင်8 8ကို8နဲ့ပေါလို့ရှိရင်6 နော်ဒါကျွန်တော်တို့ကရှင်းလင်းပေါင်းရှစ်ကိုယူထားတာပေါ့ဗျာနော်ရှင်းလင်းပေါင်းရှစ်ကိုယူထားတဲ့ကကြတော့အားလုံးည5596နော်အားလုံးည5596ပေါ့နော်အားလုံးည5အားလုံးည5ကိုဆိုသူ့ကိုကျွန်တော်ပြန်ပြီးတော့ဆယ်ကိုပြန်ယူရပါဘောပေါ့နော်ဆယ်ခွဲမှုပေါ့နော်နှလုံးပေါင်းကြီးဒီရှစ်ရှစ်ကိုကျွန်တော်တို့တော်လုံးပေါင်းကြီးဒီနှစ်နဲ့ပေါ့လို့ရှိရင်တုံညကျွန်တော်ရှင်းလင်းပေါင်းကြီးက5နောက်ပေး၃နှစ်ကြီးခဏတကွပြီးသွားတယ်နော် ဒီမှာကျွန်တော်တို့နှလုံးပေါင်းကြီးတည်တုံးเนาะနှလုံးပေါင်းကြီးတည်တုံးတုံးကိုကျွန်တော်တို့6လေးနှစ်3လုံးပေါင်းကြီးတည်နှစ်6လေးနှစ်3လုံးပေါင်းကြီးတည်နှစ်ကို9နဲ့6နဲ့ပေါ်လို့ရှိရင်တုံးကို1နဲ့ပေါ်လို့ရှိရင်ငါ9ပါပါတုံညာတုံညာပါပါငါနှလုံးပေါင်းကြီးတည်6နဲ့နဲ့8 8ကိုကျွန်တော်တို့4နဲ့က3လုံးပေါင်းကြီးတည်တစ်တစ်ကို8နဲ့ပေါ်လို့ရှိရင်ကို4ပါပါဟုတ်အဲကြတော့ကျွန်တော်တို့6 6မှာခဏတော့ပြီးကြပါဘောเนาะ6နဲ့က3လုံးပေါင်းကြီးတည်တုံးတုံးကိုကျွန်တော်တို့9နဲ့6နဲ့ပေါ်လို့ရှိရင်တစ်တုံးကို sorry ခုနကနှလုံးပေါင်းကြီးဒီရှစ်ရှစ်ကိုကျွန်တော်တို့၄တင်ငါသုံးလုံးပေါင်းကြီးဒီရှစ်နဲ့တင်နဲ့ပေါ့လို့ရှိရှင်ခုနော်နောက်ကကျွန်တော်တို့နှစ်နဲ့ငါးနဲ့ပေါ့လို့ရှိရှင်ခွန်ခွန်ကိုတင်ငါ၆သုံးလုံးပေါင်းကြီးဒီတို့ခွန်ကိုသုံးနဲ့ပေါ့လို့ရှိရှင်တုံညငါးပါကတုံညနော်ငါးပါကတုံညငါးနဲ့နှစ်နဲ့ပေါ့လို့ရှိရှင်ခွန်ခွန်ကိုကျွန်တော်တို့နှစ်၅၆၆သုံးလုံးပေါင်းကြီးဒီခွန်နှလုံးပေါင်းကြီးခွန်ကို၅၆၆သုံးလုံးပေါင်းကြီးခွန်နဲ့ပေါ့လို့ရှိရှင်၄၉ပါက၄အခုဒီမှာကျွန်တော်၆ခံထားရတယ်ပေါ့နော်အဲ့ဒီ၆ကိုကျွန်တော်တို့နှလုံးပေါင်းကြီးဒီ၆၆ကိုကျွန်တော်တို့သုံးလုံးပေါင်းကြီးဒီ၅ နော်သုံးလုံးပေါင်းကြီးဒီငါ၆၆သုံးသုံးလုံးပေါင်းကြီးဒီငါငါ့ကိုနှလုံးပေါင်းကြီးဒီ၆နဲ့ပေါင်းလို့ရှိရင်၁၆ပါပါ၁နော်၆ပါပါ၁သုံးလုံးပေါင်းကြီးဒီ၃ည၃ညကို၅နဲ့ပေါင်းလို့ရှိရင်ငါ၅ကိုနှလုံးပေါင်းကြီးဒီ၈၈ကိုသုံးလုံးပေါင်းကြီးဒီ၂နဲ့ပေါင်းလို့ရှိရင်၃ည၅ပါပါ၃ည၃နဲ့၄ပါရှင်နှလုံးပေါင်းကြီး၅နဲ့၄နောက်ပိနဲ့တကွနော်၃နောက်ပိကိုရှင်နှလုံးပေါင်းကြီး၄နဲ့ပေါင်းလို့ရှိရင်ခွန်ခွန်ကိုကျွန်တော်တို့၃နဲ့ပေါင်းလို့ရှိရင်၃ညအဲ့၃ညကိုနှလုံးပေါင်းကြီးဒီ၃၃ကိုကျွန်တော်တို့ ဖောင်လေးနေနှလုံးနှလုံးပေါင်းကြီးတွေတို့ဖောင်လေးနေသုံးလုံးပေါင်းကြီးတွေနေသုံးနေနှစ်နဲ့ပေါင်းလို့ရှိရင်ငါသုံးရပါပါငါရှင်ကနေမှရှင်သုံးပေါင်းကြီးသုံးနေနှစ်နောက်ပိတ်နေတကွာ6နောက်ပိတ်ကိုရှင်သုံးပေါင်းကြီးလေးနေ30 30ဟုတ်၄နဲ့ပေါင်းလို့ရှိရင်လေးအဲ့ဒီကိုကျွန်တော်တို့နှလုံးပေါင်းကြီးတွေ၈လေးနှစ်ငါ၁နှလုံးပေါင်းကြီး၈ကိုသုံးလုံးပေါင်းကြီးတွေဖြစ်နေပေါင်းလို့ရှိရင်ကို၄ပါပါ9 6 6ငါမှရှင်သုံးပေါင်းကြီးလေးနေငါနောက်ပိတ်နေတကွာနော်ဒီနောက်ပိုင်းနဲ့ရှင်လုံးပေါင်း6နဲ့ခွန်ခွန်ကိုရှင်းနေပေါ့လို့ရှိရင်ငါအဲ့ဒီငါ့ကိုကျနှလုံးပေါင်းကြီးဒီခွန် ခွန်ကိုကျွန်တော်တို့တင်ငါ6သုံးလုံးပေါင်းကြီးဒီတို့ခွန်ကို၃နှစ်ပေါင်းလို့ရှိရင်တို့ည9ပါကတို့ည၃ငါ6မှာစီစဉ်ပေါင်းကြီးရှင်းတယ်6တော့ပေးနေဒီကွက်ခွန်တော့ပေးကိုစီစဉ်ပေါင်းကြီးနဲ့ကိုကိုကိုစီစဉ်ပေါင်းကြီး30နဲ့ကိုအဲ့ဒီကိုကိုညလုံးပေါင်းကြီးဒီခွန်ခွန်ကိုကျွန်တော်တို့6 6သုံးလုံးပေါင်းကြီးဒီခွန်အာ6 6သုံးလုံးပေါင်းကြီးဒီခွန်ကို9 9နဲ့ပေါင်းလို့ရှိရင်လေလေးဒီကိုပါပါလေ6 4 6မှာခြေပေါင်း30နဲ့6တော့ပေးနေတို့ကအခုကျွန်တော်ကခုဒီမှာက6တော့ပေး6တော့ပေးကိုစီစဉ်ပေါင်းကြီး1နဲ့ ရှစ်ရှစ်ကိုကျွန်တော်တို့ရှင်းတယ်လို့မောင်းရှင်းတယ်6အဲ6ကိုကျွန်တော်တို့နှလုံးမောင်းကြီးဒီ6 6ကိုကျွန်တော်တို့663တုံးလုံးမောင်းကြီးဒီက6နဲ့5နဲ့ပေါင်းလို့ရှင်းဒီ6ပါဝါဒီရှင်းပေါင်းကြီးရှင်းနဲ့၃နောက်ပြီးနဲ့မမခံနိုင်လား10ခွက်ဆက်ထိုးလိုက်ကြတော့เนาะ10ခွက်ဆက်ထိုးလိုက်ကြတော့တော့ ကျွန်တော်မင်္ဂလာဟုတ်ကဲ့ပါအဲကျွန်တော်တို့ဆက်ကွေးမှုပါပဲဗျာနော်ဟုတ်ကဲ့နော်တော့မထုတ်ရသေးဘူးအဲသတိတရနေနေကျေပြန့်တာဖြစ်တဲ့အတွက်နော်ကိုယ်ဝင်မင်္ဂလာကြီးအများကြီးကိုတွေ့တာတော့ပဲဗျာနော်ကိုတွေ့တာတော့ကိုလည်းအမှန်လို့ပြောလို့မရဘူးဒါပေမဲ့ကိုကြိုက်ပေါ့နော်ကိုကြိုက်ဖို့ကိုတွေ့တာကိုပြပေးတာချပေးတာဖြစ်တဲ့အတွက်စနေတိုင်းရုပ်ပြီးပါအဲ့ချာပဲမျိုးစနေတဲ့ကီးလေးတွေပါလေးနေနေလေဟိုလုတ်လုတ်စင်တမဆိုလေလုတ်ပေါ်လေထုတ်စင်တမဆိုလေထိုးပေါ်ဗျာနော်ကျွန်တော်ကတော့လောကဒီ ဟိုအော်ဂနမ်းမဟုတ်ဘူးဆိုတော့မှာဦးစားပြည်ဒုတိယအဆင့်ထဲမှာပါနိုင်တယ်ပေါ့နော်ဒီစေတောထက်ကသဏ္ဍာန်တစ်ခုခုပါတော့နော်နောက်ဆုံးဒါမျိုး organize လေးဖြစ်ချင်းစကောင်းဖြစ်နိုင်တယ်ပေါ့ဗျာနော်နောက်ဒီပြင် site ဒီညီညီတွေကြီးပါခဲ့လို့ရှိရင်လည်းပေါ့နော်အဲလိုလိုင်းကောင်းလို့ရှိရင်တက်လာတယ်နော်အားလုံးပဲမင်္ဂလာမနက်ဖြစ်မှာဆက်ရှိကြည့်မှာခေါင်းကြံကောင်းကြပါစေခင်ဗျာ